အမျိုးသားညီညွတ်ရေးတံခါးအကောင်စီ NUCC ကနေဂရင်မျိုးသားစည်းရုံး KNU နဲ့ဂရင်းနီမျိုးသားတုတ်တေးပါတီ KNPP တို့အဖွဲ့ဝင်အဖြစ်မှယာယီနှုတ်ထွက်ရန်စတင်ထားတယ်လို့သက်ဆိုင်ရာအဖွဲ့တွေကအတည်ပြုထားပါတယ်။ယာယီရဆိုင်တယ်လို့ပဲ NUCC ကိုစာဖို့အကြောင်းကြားတာပါဗျ။အဓိကအကြောင်းအားက NUCC အားစိုက်ပြီးလှုပ်ဆောင်နေတဲ့အကြောင်းအရာတွေကမြေပြင်မှာတကယ်ပဲဖြစ်ပျက်နေတဲ့အခြေအနေနဲ့ကင်းကွာနေတဲ့အပိုင်းတွေအများကြီးတွေ့နေရပါတယ်လို့ GNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်တိုနီကပြောဆိုထားပါတယ်။ အလာဒူ GNPP ကလည်း NUCC မှနှုတ်ထွက်စာတင်ထားတယ်ဆိုတာအမှတ်ကန်ကြောင်း NUCC ကောင်စီဝင်ဦးတိုးချော်လိုင်းကအတည်ပြုထားပါတယ်။ NUCC ရဲ့မီလာလေးရဲ့နေ့ထုတ်ပြန်ချက်အရ NUCC မှဒိုင်းနာဒေါ်လာရေးအဖွဲ့အစည်းများအနေဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တဲအိုး ABSDF ၊ KN မျိုးသားစည်းရုံး KNU နဲ့ Greenie မျိုးသားတိုးတက်ရေးပါတီ KNPP တို့ပါဝင်ပါတယ်။လက်ရှိမှာ KNU နဲ့ KNPP တို့ယာယီနှုတ်ထွက်ထားတာကြောင့် NUCC မှာ လန်နကိုင်းတပ်ဖွဲ့ရှိတဲ့ဒေါ်လိုင်းအဖွဲ့အစည်းနေနဲ့ ABSDF သားကြံရှိတော့မှာဖြစ်တယ်လို့နားလည်ရပါတယ်။ NUCC ကိုဖျောင်းစုလွတ်တော်ကိုစားပြုတ်ကော်မတီ CRPH ဒိုင်းသားဒေါ်လိုင်းအဖွဲ့အစည်းများတပိတ်ကော်မတီအရက်ဖက်အဖွဲ့အစည်းများအမျိုးသမီးအဖွဲ့များနဲ့ဂျာကာလာပြည်နယ်ဖက်ထရစ်ယူနဲ့လူမျိုးကိုစားပြုတ်အဖွဲ့များမှကိုယ်စားလှယ်များနဲ့အဖွဲ့အစည်းထားပါတယ်။ NUCC ရဲ့2022ခုနှစ်ဇန်နဝါရီလထဲမှာကျင်းပခဲ့တဲ့ပထမကြိမ်ပြည်သူညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ညင်အစိပ်ပိုင်းတင်းတဲ့နှစ်ကိုအတီးပြုတ်နိုင်ခဲ့ပြီးထိုညီလာခံအပြီးမှာပြည်ညင်ရေးဆွဲရမှာပါဝင်ခဲ့တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD နဲ့ကချင်း Political Interest Coordination KPICD တို့က NUCC မှနှုတ်ထွက်သွားခဲ့ပါတယ်ပြည်ညင်ရော NUCC ဟာ6လတစ်ကြိမ်ပြည်သူညီလာခံကိုဥဆောင်ကျင်းပကောင်ဒေါ်လာရင်းလုပ်ငန်းများကိုမဟာဗျူဟာချမှတ်ပြီးစီမံများကိုရေးဆွဲပေးရမည်ဆိုတော့လေနှစ်နှစ်အကြာ2024ခုနှစ်အေပီလတွင်မှဒုတိယကြိမ်ပြည်သူညီလာခံကိုကျင်းပနိုင်ခဲ့ပါတယ် ထိုဒုတိယညီလာခံနောက်ဆုံးရမှာပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CRPH နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG မှကိုယ်စားလှယ်များတက်ရောက်ခဲ့ခြင်းမရှိဘူးလို့သိရတာပဲဖြစ်ပါတယ်ခင်ဗျာရွှေကုတ်ကိုဖုန်ကြီးကျောင်းဝင်းအတွင်းမှာစစ်ကော်မရှင်တပ်သားတရားကြောင်ရောက်ရှိနေပြီးအစအဦးတချို့ဖြိုချရန်စီစဉ်နေတယ်ဆိုတဲ့သတင်းမှာကြားပြတ်ငွေလိမ်လုပ်ငန်းများအခြေချလုပ်ကိုင်ရာဒေတာတခုဖြစ်တဲ့ထိုင်းမြန်မာနယ်စပ်ရွှေကုတ်ကိုမြို့တော်စစ်ကော်မရှင်တပ်သားတရားကြောင်ရောက်ရှိနေပြီးအစအဦးတချို့ဖြိုချဖြက်စီရန်စီစဉ်ထားတယ်လို့ ကင်းရဲရောက်ဆုံးတဲ့ BGN နဲ့နှိစက်တဲ့သတင်းမြစ်တွေထံကသိရပါဗျ။စစ်ကော်မရှင်တပ်သားများကဒီကနေ့နိုဝင်ဘာလ16ရက်နေ့ညနေ4နာရီကျော်မှာရွှေဘုတ်ကိုရက်ွက်တက်မှရှိတဲ့ကြောင်းကြီးဖုန်ကြီးကျောင်းဝင်းအတွင်ရောက်ရှိနေတာဖြစ်တယ်လို့ဆိုပါဗျ။ရက်ွက်တက်ရွှေပြည်သားလက်ဖိဆိုင်ကျော်လေးမှာဘောလုံးဝင်းနာကကြောင်းကြီးကျောင်းမှာရောက်နေတာတရားကျော်တယ်။မြို့ထဲမှာထက်တရုတ်ဆိုင်နဲ့အနီးဆုံးနေရာတွေမှာပါလို့အဆိုပါသတင်းရင်းမြစ်ကပြောဆိုထားပါဗျ။အဆိုပါသတင်းရင်းမြစ်ရဲ့ဆိုရဒီကနေ့ညနေပိုင်းမှာတရုတ်ကြားဖြင့်လုပ်ငန်းခွင်တရားတချို့ကိုဖြုတ်ခွဲဖြည့်ဆည်းရန်စီစဉ်နေကြောင်းနဲ့ ရွှေကုတ်ကမှဒီမြောက်ရီမြို့ထီတခြားလုံးကို BGF ကလုံခြုံရေးယူထားတယ်လို့လည်းသိရပါဗျ။ KK ဘက်တောင်းလို့ပဲအဆောက်အုံချိုခွဲမယ်လို့ကြားတယ်။ပြီးတော့ဘာဖြစ်တယ်လဲတော့မသိရဘူး။ဆေးရုံတွေကဆေးရမတွေကိုပါအထုပ်တွေပြင်ထားဖို့ဆိုပြီးပြောတာတွေရှိတယ်လို့အဆိုပါသတင်းရင်းမြစ်တွေကပြောပါဗျ။ဒီရင်နယ်ကြားဆောင်တဲ့ BGF ကယမန်နေ့ကကြားဖြတ်နေနေရေးအထူးစစ်ဆင်ရေးစတင်ပြီးဖြစ်ကြောင်းကြေညာထားပါဗျ။ထို့နောက်မှာရွှေကုတ်ကတွင်မှရှိတဲ့ကြားဖြတ်လုံသားများညာရင်းချင်းထွက်ပြေးတိမ်းရှောင်ကြပြီး ရွှေကုတ်ကိုဒေသအစွန်ဖျားရှိတန်လျာဆောင်များမှာအများစုနေထိုင်နေကြတယ်လို့လည်းသိရပါဗျ။ luggage တွေနဲ့ဒီဘက်ဆောက်လက်ဆတိုက်တွေမှာလည်းဝင်နေနေကြတယ်ဗျ။ပြီးတော့အခုကဘာထိုးတယ်လဲဆိုရင်ရွှေကုတ်ကိုဝင်ထွက်ကပိတ်ထားတယ်။ရွာသားတွေကိုအသွားလာပုံမှန်ပြေးလုတယ်။ကြံတဲ့နိုင်ငံသားတွေ site တွေကလူတွေဆိုရင်ပိတ်ထားတယ်ပြေးမသွားဘူးလို့ဒေသခံတူကပြောဆိုထားတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံကမြန်မာပါဝင်လာအိုကမ်ဘောဒီးယားနဲ့အရှေ့တောင်အာရှနိုင်ငံများမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့အတွက် Scan Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှနိုဝင်ဘာ၁၂ရက်နေ့ကတရားဝင်သတင်းထုတ်ပြန်ကြေညာထားပါတယ်။ဒါ့အပြင်နိုဝင်ဘာ၁၄ရက်နေ့မှာလည်းတရုတ်နိုင်ငံကဥဆောင်ကမြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်နိုင်ငံအပါအဝင်နိုင်ငံ၆နိုင်ငံတို့မှဝန်ကြီးအဆင့်အစည်းအဝေးပြုလုပ်ကာအွန်လိုင်းငွေလိမ်လုပ်ငန်းကိုပိုးပေါင်းနိုင်နေမှာဖြစ်ကြောင်းသဘောတူခဲ့ပါတယ်။ရှစ်ကော်မရှင်ကောင်းဆောင်မယောင်နိုင်ငံကလည်းပြည်ခဲ့တဲ့နိုဝင်ဘာလ၁၅ရက်နေ့က ကရင်ပြည်နယ်မြို့တော်ဘဏ်အားကိုရောက်ရှိလာစဉ်မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုအမျိုးသားရေးတာဝန်တရအဖြစ်နှိမ်နှင်းသွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်ခင်ဗျာအာနာသိမ့်ပြီးချိန်ကစလို့ကရင်ပြည်နယ်ကိုခြေချခဲ့လာတဲ့မရောက်နိုင်ကတရုတ်နဲ့အမေရိကန်တို့ရဲ့ဖိအားများပြင်းထန်လာချိန်မှာတော့ဘဏ်အားကိုအပြေးလွှားရောက်ရှိလာခဲ့ရပါတယ်အမေရိကန်တို့က၎င်းတို့ကာလကြာမြင့်စွာလက်ခံထားတဲ့အွန်လိုင်းငွေလိမ်ခိုင်းများအားပြင့်မှတ်ထားပြီး Scan Strike Force ပင်ဖွဲ့စည်းလာတဲ့အတွက် မိတို့များနေ၍မဖြစ်တော့ဘူးလို့ဆိုကရောက်ရှိလာခြင်းဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ဟာအီရန်ကိုသူ့သဘောနဲ့သူပုံချခြင်း၊ဗင်နီဇွဲလားလေကြောင်းပိုင်နယ်အတွင်းအမေရိကန်တိုက်လေယာဉ်များစီလို့ခြင်း၊တင်မောများကိုမူရစေများတဲဆောင်တယ်လို့ဆိုကဒစီဘီဒစီနှိမ့်ညုတ်ခြင်းတို့ကိုလှုပ်လာခဲ့ပါတယ်။အမေရိကန်လေတင်စစ်တဲမောများကလည်းအိန္ဒိယသမုဒ္ဒရာရှိဒီဘိုကာစီယာကျောမှာအဆင့်တင်ရှိနေကြပါတယ်။ထို့သောသောလားလားများရှိနေတဲ့အတိုင်း၎င်းတို့မူလစီစဉ်ထားတဲ့ ရုရှားရည်တနဲ့ဘူးရဲစီရေးလိချင်းမှုကိုဖျက်သိမ်းရန်မစင်းစားခဲ့ပဲမဲအောင်နိုင်ကရုရှားနဲ့ဆက်ဆံရေးမှာရခိုင်ကလိုအဆင်မျိုးမဟုတ်တော့ပဲ၎င်းတို့ရဲ့ယူကရိန်းစစ်ပွဲမှာမော်တာအမြောက်ဆန်များပန်ဖို့ပေးခြင်းရုရှားရဲ့ drone နဲ့စစ်လက်နက်ပစ္စည်းများထုတ်လို့ရတဲ့အတွက်စစ်ရုံများတီဆောက်ပေးခြင်းများဖြင့်အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့အဆင့်ရောက်ရှိလာတော့မယ်လို့ယူဆနေပုံရပါတယ်မဲအောင်နိုင်ကဗန်အမတ်စစ်မော်ဒယ်မြိုင်တို့ရောက်ရှိလာပြီး KK ပက်ရှိငွေလင်ကိုင်းများအသုံးပြုနေတဲ့အဆောက်အုံတွေကို အမျိုးသားရေးတာဝန်တရအဖြစ်အကုန်ဖြိုဖျက်သွားမယ်လို့ကြေငြာလာခဲ့တော့လေစောချစ်သူကိုယ်တိုင်ကိုကဲနေတဲ့ရွှေကုတ်ကိုနဲ့ပတ်သက်၍တော့တခေါင်းတပါးရာများထဲသွင်းပြောဆိုသွားခြင်းမရှိတာကြောင့်ဒုလောဒုလောဖြစ်လာရပါတယ်ဖြစ်နိုင်ခြင်းအရှိဆုံးက၎င်းကိုယ်တိုင်ရွှေစလွယ်ကြီးဖြင့်ဘွယ်ဒုကုံလူများတခန်းတနာချင်းနေခဲ့ပူတာကြောင့်ထဲပြောမယ်ဆိုပါကရာဇဝမှုများဂျိုးလွန်နေသူဖြစ်ဝန်ခံရရောက်သွားမှဆို၍လည်းဖြစ်နိုင်ပါတယ်နောက်ထပ်ဖြစ်နိုင်ခြင်းတစ်ခုက၎င်းအားဗန်အားမှာရှိုးဝက်ခေါ်ယူတွေ့ဆုံပြီးဆက်မလုပ်ဘဲ ၎င်းကိုယ်တိုင်ဥဆောင်ဖြည့်ဆည်းဖို့လဲနားချနိုင်ပြီးလောလောဆယ်နေပြီးတော့မှလာရောက်ခိုလုံဖို့လဲပြောနိုင်ပြန်ပါတယ်။သို့တော့နိုင်ငံတကာမှလိလာစောင့်ကြည့်သူများကအဆိုပါထင်ကြီးရလှုပ်ရှားနေတဲ့ DGB ရဲ့ KK ပတ်နဲ့စောချစ်သူရဲ့ရွှေကုတ်ကိုနေနေရစလုံးကစစ်တပ်ထိန်းချုပ်ရာမြောက်ပိုင်းမှာရှိနေတာကြောင့်၎င်းတို့ခွင့်ပြုထားရုံမကအကျိုးအမြတ်များကိုပါခွဲဝေယူနေကြ၍ကြံရပါများဖြစ်တယ်လို့ကာလကြာမြင့်စွာကပင် သိရှိထားကြပြီးဖြစ်ကြောင်း AOD သတင်းမှာဖော်ပြထားပါတယ်။ ယခုအခါမှာတော့အကျိုးမြတ်များခွဲဝေပေးနေတဲ့အဆိုပါလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံတော်အပေါ်တနည်းအားဖြင့်၎င်းတို့အပေါ်တစ္ဆာမဆောင်သည့်သူများလို့စောင်းပါရိတ်ချီပြောဆိုလာပြီးဖြစ်ပါတယ်။တကယ်တော့တစ္ဆာမဆောင်သည့်သူများက၎င်းတို့ပင်ဖြစ်ပြီးမင်းအွန်လိုင်းက MNDA မှကိုကန့်ကို တိုက်ခိုက်သိမ်းယူလိုက်၍နေပြည်တော်ကိုထွက်ပြေးခေါ်လုံလာတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ရေးဒေသကောင်းဆောင်လေးဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလွှတ်တော်မှလည်းဖြစ်တဲ့မြန်မာနိုင်ငံသားပယ်စောက်ချိန်အားတရုတ်အာဏာပိုင်များလက်သို့လွှဲပြောင်းပေးလိုက်တာကြောင့်နိုဝင်ဘာ၄ရက်နေ့မှာတည်တံချမှတ်ခံရပြီလည်းဖြစ်ပါတယ်။မေယောင်နိုင်ငံကတော့ဖြစ်လာသမျှကို၎င်းတို့အခုမှသိရလေဟန်နဲ့အပြစ်ပုံချနေခြင်းသာဖြစ်ပါတယ်။၂016ဒီဇင်ဘာလမှာစောချစ်သူနဲ့ရှီချင်ချန်းတို့နဲ့ရွှေကုတ်ကိုစီမံကိန်းအတွက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြအောင်စတင်လာခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာတော့ ထိုင်းအနာပိုင်တွေကရှီချင်းချက်ကိုဘေကျင်းကိုလွှဲပြောင်းပေးလိုက်ပြီဖြစ်တာကြောင့်ကျန်ရှိနေတဲ့စောချစ်တို့ရဲ့ကံကြမ္မာမိတို့မိပုံဖြစ်လာမှာကိုစိတ်ဝင်စားစောင့်ကြည့်နေကြပြီဖြစ်ပါတယ်။အချို့ကလည်းစောချစ်တို့အားမရောက်နိုင်မှဘေကျင်းတို့အလားတူလွှဲပြောင်းပေးလာမလားလို့မေးခွန်းထုတ်လာကြပါတယ်။မြန်မာပြည်လေးလာသူဂျေဆန်တာဝါကတော့အခရွေတရုတ်မှစောချစ်တို့အားဖမ်းဝမ်းထုတ်ပြီးလွှဲပြောင်းပေးရန်တောင်းဆိုလာပါကဘေကျင်းရဲ့စေအုပ်စုကြားဆက်ဆံရေးအဖို့ထစ်ဖြစ်လာနိုင်တယ်လို့အေယော်ဒီသတင်းဌာနကိုပြောဆိုခဲ့ကြောင်းသိရပါတယ်။ တယောက်ဟောင်းရှေ့လျှောက်၎င်းတို့နိုင်ငံသားများရဲ့အကျိုးစီးပွားကိုချိန်ချောက်လာနိုင်သူအဖြစ်စောချစ်သူအားယူဆနေပြီဖြစ်ပါတယ်။မဲအောင်နိုင်ဖို့အာနာကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ဖတ်တွယ်ထားနိုင်အောင် နောက်ထပ်တွန်းအားပေးလာရတာကယခင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာကိုဒါကာရှိတရားရုံးမှာမျက်ကွယ်မှာတေးတန်းချမှတ်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စေမုတ်ချအောင်ရမည်။